โอเคအားလုံးမင်္ဂလာပါဗျာအာဒီနေ့ကတော့ဗီဒီယိုတင်တဲ့အချိန်မဟုတ်သေးဘဲနဲ့ကျွန်တော်ဘာလို့ဗီဒီယိုဆော့ဆော့ဆီးဆီးတင်လိုက်ရလဲဆိုတော့ဒီဟိုလွန်ခဲ့တဲ့ရက်ကကျွန်တော်တင်လိုက်တဲ့ဒီ Telegram post နဲ့ပတ်သက်ပြီးတော့အမှန်ဟုတ်တယ်လားမဟုတ်ဘူးလားဆိုတာကိုကျွန်တော်ရဲ့မိတ်ဆွေတွေတိချင်နေကြမှာလို့ကျွန်တော်ထင်တယ်ဘာလို့ဆိုတော့ကျွန်တော် comment တွေမှာမြင်နေရပါတော့เนาะအဲ့ဒါမျိုးကျွန်တော်အခုဆော့ဆော့ဆီးဆီးဗီဒီယိုလုပ်ပြီးတော့တင်လိုက်ရပါတော့ ျွန်တော်ကတော့အဖြေကိုတီးသွားပြီဒီ Telegram post ကဘလို့လှုပ်လှုပ်တယ်လဲဆိုတော့ pyramid ပုံစံ scam นี้တမျိုးနဲ့တူတယ် pyramid ပုံစံ scam นี้ဆိုတာကဒီလိုပြအာလူအများကြီးကအောက်မှာလူအများကြီးရဲ့ပတ်စံထည့်ဆိုတော့ကြာလူ၁၀ယောက်လူ၁၀ယောက်က၁000 1000စီထည့်လူ၁၀ယောက်စီက၁000 1000စီယူတယ်ပြီးသွားတဲ့ခါကျအဲ့လူ၁၀ယောက်ရဲ့အထက်မှာလူ၅ယောက်ထပ်ရှိတယ် ဲ့လူ၁၀ယောက်ရှယ်ယာလာတဲ့တထောင်တထောင်ကိုသူကလူ၅ယောက်ကိုပါစန်နဲ့နဲ့ခွဲပြီးရောပေးရဲအဲအဲ့လိုမျိုးပေါ့နော်အဲ့လူ၅ယောက်ရဲ့အထက်မှာမှနောက်ထပ်လူ၂ယောက်လူ၁ယောက်အဲ့လိုမျိုးရှိနေရအဲ့တော့သူကအောက်ကလူ၁၀ယောက်ရဲ့ပတ်စံတွေကိုအဲ့အပေါ်ကိုရောက်သွားတဲ့လူတွေရှိပြီးပတ်စံတွေကဒီလိုဆူဆူဆူသွားပြီးတော့နောက်ဆုံးလူ၁ယောက်ရှိမှအကုန်လုံးသွားဆူအဲ့လိုပုံစံမျိုးအဲ့ဒါ pyramid scam လို့ခေါ်တယ် pyramid scam ကဒီ scam ကဟော ထွက်လာတာကြာတော့ကြာပြီဒါပေမဲ့ဒီလို Telegram post ပုံစံမျိုးနဲ့ထွက်လာတာကနည်းနည်းအဆင်တော့မြင်တယ်။ဒါဆိုတော့နေပညာတုံနာရဲ့ပေါ့နော်။အရင်က scam လေးအရင်က share scam ကကြာတော့အဲ့လိုမဟုတ်ဘူး။တော့ဒါပေမဲ့ blue whale scam ကဒီ snack ကအကောင်လုံးကအတူတူပါပဲ။ဒါကိုကျွန်တော်နမူနာကြည့်ပြီးတော့ကျွန်တော်တစ်ခုလုံးလို့စဉ်းစားထားတာရှိရဲ။တကယ်လို့မိတ်ဆွေတို့များဟာ နောက်တင်ပါဘောเนาะနောက်မှာ scam တစ်ခုအနေနဲ့ထွက်လာခဲ့တယ်ဆိုလို့ရှိရင်မလုပ်ပါနဲ့ကျွန်တော်ကြိုပြောလာတာပါကျွန်တော်တခုလုံးလို့စဉ်းစားတာရှိပါတယ်တော့တောင်းနမူနာကြည့်နေနမူနာကြည့်နေအဆုံးမှာသူဘယ်လိုလုပ်လုပ်ကြလဲဆိုတော့ကျွန်တော်ကြည့်နေအဆုံးမှာသူဘယ်လိုလုပ်လုပ်ကြလဲဆိုတော့အဆုံးမှာသူပတ်ဆိုင်ကတကယ်ပေးလာဆိုတော့အဲ့ဒီပေးရအဆင့်ထိကိုကျွန်တော်မရောက်လိုက်ဘူးကျွန်တော်ဒီအဆင့်ကိုပဲရောက်လိုက်တယ်ဒီဆက်ဝယ်ခိုင်းတယ်ဒီမှာကျွန်တော် အစအနေပြန်ရှင်းပြအောင်နော်တကယ်လို့ကျွန်တော်တို့ကတူကငွေလူခေါ်ပြီးငွေရှာမယ်ဆိုပြီးတော့ refer နဲ့ refer နဲ့လူတွေကိုဆွဲထားတယ်အာတတောင်းတယောက်ကိုတတောင်းပေးရပေါ့နော်တတိန်းပြင်ငွေထုတ်လို့ငွေစားပြီးတော့ထုတ်လို့ရတယ်ဒါတူရဲ့စီကန်းချက်ပေါ့နော်ကျွန်တော်တို့ကလူခေါ်မယ်ဆိုလို့ရှိရင်တူကလူခေါ်ဖို့ link ကိုချပေးရလူခေါ်မယ်ဗျလူခေါ်မယ်ဆိုရင်လူခေါ်ဖို့ link ကိုချပေးရဒီမှာ ဒီလိင်ကိုချပေးလိုက်တယ်ဆိုရင်မိတ်ဆွေရဲ့တငယ်ချင်းကိုလိုက်ပို့ပေးလိုက်မိတ်ဆွေရဲ့တငယ်ချင်းကဒီလိင်ကနေဝင်လိုက်တယ်ဆိုရင်မိတ်ဆွေရှင်မှာတတောင်းဆိုတဲ့ငွေပမာဏတက်လာလိမ့်မယ်မိတ်ဆွေရဲ့ငွေပမာတော့ဆက်လို့ရလို့ဆိုတော့လက်ကျန်ငွေမှာတော့ဆက်လို့ရတယ်လက်ကျန်ငွေမှာတော့ဆက်တဲ့အခါကျရင်ဒီနေရာလေးမှာပေါ့နော်ဒီနေရာလေးမှာမိတ်ဆွေရဲ့ပတ်စံကိုမြင်နေရမယ်ပြီးတော့မိတ်ဆွေရဲ့လူဘယ်နှယောက်ရှိရဆိုတာလည်းဒီမှာမြင်နေရမယ်ဒီထဲမှာတော့6ယောက်ဆိုတာအပြင်လူတော့မပါဘူးအပြင်လူမပါဘူးဆိုတော့အပြင်လူတယောက်နှစ်ယောက်တော့ပါတယ်ဗောနော ဟာကျန်တာတော့ကျွန်တော်ရဲ့အိမ်ကအတိတွေပါတွေကိုလိုက်ဝင်ခိုင်းထားတာလို့တို့တော့ကြတော့တံပြည့်နားမလဲဘူးအဲ့တော့ဘာမှမဖြစ်ဘူးနောက်ပြီးတော့ကျွန်တော်ဒီမှာဆက်ပိုင်ပိုင်မှုမှာကြီးလိုက်မယ်ဆိုရင်ကျွန်တော်ဆက်တစ်လုံးဝယ်ထားတယ်ဆက်တစ်လုံးဘယ်လောက်ကျလဲဆိုတော့တထောင်ခွဲကျတယ်အဲ့တထောင်ခွဲကိုပြန်ထုတ်ဖို့အတွက်ကဘာလို့လဲဆိုတော့မဲ့ဆိုရတငယ်ချင်း9ယောက်ကိုနောက်ထပ်ဆက်တယောက်တစ်လုံးစီထပ်ဝယ်ခိုင်းရမယ်အဲ့လိုဝယ်ပြီးွားတဲ့အခါကျရင်ပတ်စံထုတ်ပေးမယ်ပေါ့နော်တို့အဲ့လိုပြော တကယ်လို့ညမိတ်ဆွေကဒီမှာငွေထုတ်မိပေါ့နော်ငွေထုတ်မိရောနှိပ်လိုက်တယ်ဆိုလို့ရှိရင်မိတ်ဆွေကဒီမှာပေါ့နော်တငယ်ချင်းတွေကိုခေါ်မှမိတ်ဆွေတငယ်ချင်းတွေဝင်လာပြီးတော့တသိန်းပြေသွားတဲ့အခါကျတော့မိတ်ဆွေငွေထုတ်မယ်ဆိုပြီးတော့နှိပ်လိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့သူကမိတ်ဆွေကိုဆက်ဝယ်ခိုင်းတယ်ဒီမှာတော့ကျွန်တော်ဝယ်ပြီးသားဖြစ်တော့တဲ့ကျွန်တော်အဆင့်တက်နေပါပြီဆိုပြီးတော့ပြောတယ်ဒါပေမဲ့ကျွန်တော်ငွေထုတ်ပြီးပြီလားဆိုတော့ထုတ်လို့မရသေးပါဘူးတကယ်ပုံမှန်အလုပ်လုပ်တာကျွန်တော်တို့တွေပုံမှန်တည်ထားတဲ့ mindset ပေါ့နော်ပုံမှန်အလုပ်လုပ်တယ်က ကျွန်တော်တို့တငယ်ချင်းခေါ်တဲ့ပတ်စံပြေသွားပြီပတ်စံပြေတော့တသိန်းပြေသွားပြီငွေထုတ်မယ်ဆိုပြီးတော့နှိမ့်လိုက်တဲ့ခါကျရင်ကေပေးဝတ်ပေးဒရုန်းနဲ့အာကိုယ့်ရဲ့ကေပေးဝတ်ပေးပေးလိုက်မယ်သူကကေပေးဝတ်ပေးတဲ့ကိုထည့်တာလေးနဲ့ဒီလိုပဲကျွန်တော်တို့ mindset ကအလုံးလုံးတယ်ဒါပေမဲ့ဒီစကမ်မာတွေရကြတော့အဲ့လိုအလုံးမလုံးဘလို့လုံးလို့လဲဆိုတော့မိတ်ဆွေကိုငွေထုတ်မယ်ဆိုပြီးတော့ထည့်လိုက်တယ်ဆိုလို့ရှိရင်မိတ်ဆွေကိုဂုံယူပါတယ်တင်ငွေထုတ်လို့ရနိုင်ပါပြီဒါပေမဲ့ငွေထုတ်ဖို့အတွက်ကိုဆက်တလုံးဝယ်ပါဆိုပြီးတော့ ြောတာပဲဆက်တလုံးွယ်ပါဆိုပြီးပြောတဲ့အခါကျတော့မိတ်ဆွေဘာလို့ရလဲဆိုတော့ဆက်ကြည့်လိုက်တော့ဒီမှာဒီမှာကြည့်လေဒီတလူတွေရဲ့စိတ်ထဲမှာဒီတတိယရဖို့အတွက်တောင်းခွဲလို့ရင်ရတာတန်တယ်လို့ထင်တယ်အဲ့တော့ဆက်ကိုဝယ်လိုက်တယ်ပေါ့ဆက်ကိုဝယ်လိုက်တဲ့အခါကျတော့ဆင်ဘာဖြစ်မလဲဆိုတော့ဟာကျွန်တော်တို့ထင်တာကဆက်ကိုဝယ်ပြီးွားတဲ့အခါကျွန်တော်တို့ပတ်စံထုတ်လို့ရပြီလို့ထင်တယ်ဒါပေမဲ့မဟုတ်သေးပြန်ဘူးဆက်ကိုဝယ်ပြီးွားတဲ့ခါကျပြန်တော့လေသူကဒီလိုစာပဲပြန်ပို့ရဲအကုန်ယူပါတယ်အစင်တက်နေပါပြီငွေထုတ်နိုင်ရအတွက်မိတ်ဆွေ၅ယောက်ကို level 2မဟုတ် level 3 ဆက်ကိုထမှန်ဝယ်ယူစေပါဆိုပြီးတော့သူကအဲ့လိုပြန်ပြောတယ်။အာဒီမှာဆက်ဝယ်ပြီးတကယ်လို့မိတ်ဆွေရဲ့တကယ်ချင်း၅ယောက်ကစလုံးကဒီဆက်ကိုဝယ်ပြီးတွားပါပြီတဲ့။ဝယ်ပြီးတွားပြီဆိုရင်တော့ဝယ်ပြီးတွားပြီဆိုရင်တော့မိတ်ဆွေကတော့ပတ်စံထုတ်လို့ရမှာဟုတ်တယ်။ဒါပေမဲ့မိတ်ဆွေရဲ့တကယ်ချင်း၅ယောက်ကတော့ပတ်စံထုတ်လို့ရအောင်မဟုတ်ဘူး။မိတ်ဆွေရဲ့တကယ်ချင်း၅ယောက်ကတော့သူတို့ဆက်ဝယ်ပြီးတွားရဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ပထမဆုံး ဆောင်တော့ဒီဟာတသိန်းပြည့်အောင်ဆောင်ရမယ်တသိန်းပြည့်အောင်ဆောင်ရမယ်ဒါမှမဟုတ်တို့မှာတကယ်ချင်း10ရောက်ရှိထားပြီဆိုလို့ရှင်လေပတ်စံထုတ်ဖို့အတွက်တို့ဆက်တလုံးဝယ်ပြီးတော့ရေဆိုရင်တောင်မှတို့ရဲ့တကယ်ချင်းနောက်ထပ်9ရောက်9ရောက်စီကိုတို့ကဆက်တလုံးတလုံးစီပြန်ဝယ်ခိုင်းဖို့လုပ်ရအောင်အဲ့ဒါပြီးမှတို့ပတ်စံရမယ်ဆိုတော့ဒီ scam ကြီးကအစပိုင်းမှာကျွန်တော်ပြောခဲ့တယ်လို့ပဲဒီ pyramid ပုံစံ scam ကြီးနဲ့တပုံစံနဲ့ပဲဆင်တူတယ်ဒါပေမဲ့တို့မှာနေပညာပါလာတယ်နေပညာပါလာဆိုတော့အခုက နေပညာထွန်းကားရခဲ့ဆိုတော့နေပညာနဲ့လိန်စားတာပေါ့ဗျာဒါကတော့လိန်စားလိန်နေလားလို့ပြောရမှာလားလိန်နေလို့လည်းပြောလို့မရဘူးဗျာမိတ်ဆွေဗျာဘာလို့လဲဆိုတော့ तू ကတကယ်မပေးတာမဟုတ်ဘူးတကယ်မပေးရမဟုတ်ဘူးနဲ့တကယ်ပေးတယ်ဒါပေမဲ့မိတ်ဆွေတို့ပတ်စံထုတ်တဲ့နေရာမှာဘာလို့ပြောမလဲမိတ်ဆွေတို့ရဲ့တကယ်ချင်းနေရဲ့ပတ်စံကိုပဲမိတ်ဆွေတို့ပြန်ပေးရမိတ်ဆွေတို့ဒီမှာကြည့်ကျွန်တော်တခုတ်တွက်ထားတာရှိဒီမှာစက်တစ်လုံးကိုတထောင်ခွဲနဲ့ပဲတွက် စက်တလုံးကိုတထောင်ခွဲနေတဲ့အတွက်မိတ်ဆွေရဲ့ပတ်စံထုံးမဲ့အချိန်မှာမိတ်ဆွေရဲ့တငယ်ချင်း၅ယောက်ကိုဆက်ဝယ်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေရဲ့တငယ်ချင်း၅ယောက်ကဆက်ဝယ်လိုက်တဲ့အခါသူရှင်မှာပတ်စံဘလောက်ရှိကြောင်းမလဲဆိုတော့9000ဖြစ်သွားတယ်မိတ်ဆွေထုတ်ရမယ့်ပတ်စံကတတိယအဲ့တော့သူဘလောက်ပဲပြန်ဆိုက်ရမလဲသူဆိုက်ရမယ့်အမောင်ကနည်းနည်းလေးပဲရှိဒါပေမဲ့သူအဲ့ပတ်စံကိုသူဆိုက်ရလားဆိုတော့သူမဆိုက်ရဘူးဘာကြောင့်မဆိုက်ရလဲဆိုတော့ကျွန်တော်ပြောပြမယ်မိတ်ဆွေရဲ့ပတ်စံကိုထုတ်ဖို့အတွက်ဒီလိုတငယ်ချင်း၅ယောက်ကိုဆက်ဝယ်ခိုင်းလိုက်တဲ့အချိန်မှာ နော်ဆက်ဝယ်ခိုင်းလိုက်တဲ့အချိန်မှာတခြားလူတစ်ယောက်ကလည်းပတ်စံထုတ်ဖို့အတွက်ဆက်ဝယ်နေတာရှိမှာပဲအဲ့ဒီကပတ်စံနဲ့တူထပ်ဖြည့်ပြီးပေးလို့ရတယ်သူ့မှာပို့ရအောင်အများကြီးပုံနေတဲ့နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ D scan book ကလူတွေအများကြီးရှိရဲ user တွေဒီမှာကြည့်လိုက်ရမယ်ဆို user တွေအများကြီးရှိရဲ့အတွက်ကြောင့်မလို့ user တွေအများကြီးရှိရဲ့အတွက်ကြောင့်မလို့သူက ATS gen ကနေပြီးတော့ ATS gen เนาะ အဲ့ဒီ ATS Jam Company ကနေပြီးတော့တတတူမှာကြော်ညာတွေတက်တယ်မိတ်ဆိုဖုံးကနေကြည့်မယ်ဆိုလို့ရှိရင်ဒီနားလေးမှာလေလောင်ကစားကြော်ညာတက်တက်လေးတွေတက်နေတာတွေ့လိမ့်မယ်အဲ့ဒါကလေ Telegram Company ကတရားဝင်ပေးထားတဲ့ ATS မဟုတ်ဘူး ATS Jam ဆိုတာရှိရဲ့အဲ့ဒီ ATS Jam ဆိုတဲ့ ATS Company ကနေပြီးတော့သူကအာချိတ်ဆက်ထားတာအဲ့ Company နဲ့အဲ့ Company ကကြော်ညာတွေဒီမှာလာထိုးပေးရတကယ်လို့မိတ်ဆိုရဲ့ Telegram မှာ user အယောက် တတောင်းရှိရဆိုလို့ရှိရင် 1k ပေါ့ဗျာ user 1k ရှိရဆိုလို့ရှိရင်လည်းအဲ့ဒီ ATS jam နဲ့ message ချိတ်ဆက်ပြီးတော့ကြော်ညာထိုးလို့ရတယ်ကျွန်တော် ATS jam ဆိုတော့အဲ့ဒီ website လေးပါတခါတည်းပြပေးလိုက်မယ်ဒီမှာဒီကြော်ညာ company မိတ်ဆွေဒီကြော်ညာ company ရနိုင်ပြီးတော့မိတ်ဆွေရဲ့ Telegram မှာချိတ်ဆက်ပြီးတော့ကြော်ညာတွေကိုဒီမှာအလိုလျောက်ဒါမျိုးပန်တာနေရာမှာအလိုလျောက်တက်နေအောင်လုပ်လို့ရတယ်အဲ့ကနေလည်းမိတ်ဆွေကိုပတ်ဆံရတယ်သူကကြတော့ user တယောက်ကို 1USD ပေးရဲ့ အာ1 view ပေါ့နော်1 view ကို1 USD ပေးရဆိုတော့အာမြန်မာပြည်အတွက်တော့ကျွန်တော်မတည်ဘူးနော်ကျွန်တော်ဒီဟာကိုအသေးစိတ်မလေ့လာရတဲ့အတွက်ကြောင့်တော့နောက်ကျမှမိတ်ဆွေတို့အသေးစိတ်လေ့လာပြီးထပ် share ပေးမယ်အခုကကျွန်တော်ဒီရက်ပိုင်းမှာလေ့လာနေတာကျွန်တော်ဒီကောင်ကိုလေ့လာနေတယ်ဒီကောင်ရအလုံးလုံးပုံအဲ့ဒီမှာတက်လာပြီတွေ့လားကျွန်တော်ပြောတဲ့ ADS ဒီမှာတက်လာပြီနော်ဒီမှာတက်လာနော်ဒီ ADS တွေကဒီ company ကနေလာတာအာဒီ company ကနေလာတာ ီကုမ္ပဏီကနေနော်ဒီမှာ ADS Gem ဆိုတော့ကုမ္ပဏီကနေလာတာအဲမိတ်ဆွေတို့လည်းချိတ်ဆက်ချင်လို့ဆိုချိတ်ဆက်လို့ရတယ်ဒီကုမ္ပဏီကတော့တကယ်ပတ်စံပေးရေးကုမ္ပဏီပါဒါပေမဲ့ဒီကောင်ကတော့တကယ်ပတ်စံပေးရဲဆိုလို့ရှင်တော့မိတ်ဆွေရဲ့9ယောက်ကမိတ်ဆွေရဲ့တငယ်ချင်း9ယောက်ကပတ်စံကုန်ပြီးရဲ့အခါကျမှပါမိတ်ဆွေဒီကနေပတ်စံရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကဒါကိုပိရမစ်ပုံစံလိန်နီးလို့ခေါ်တာလိန်နီးဆိုပေမဲ့လည်းဒီကောင်တွေရဲ့လိန်နီးလို့လည်းပြောလို့လည်းလိန်နေလို့လည်း ပြောလို့မရဘူး။ဘာကြောင့်လဲဆိုတော့လိန်နေဆိုတာတကယ်ပတ်စံမပေးတာကိုလိန်တာလေ။တကယ်ပတ်စံမပေးတဲ့ဟာကိုမှလိန်တာလို့ပြောတာ။တကယ်ပတ်စံပေးတဲ့ကောင်ကကျတော့လိန်တယ်လို့ပြောရင်ဥပဒေအရတရားစွဲမယ်ဆိုတော့ဘယ်လိုတရားစွဲမှလဲမိတ်ဆွေစဉ်းစားကြည့်ပေါ့။မဟုတ်လား။တကယ်မပေးတဲ့ကောင်ကပဲဥပဒေအရတရားစွဲလို့ရတာ။တကယ်ပတ်စံပေးတဲ့ကောင်ဥပဒေအရတရားစွဲလို့မရဘူး။ဒါပေမဲ့ပတ်စံထုတ်ဖို့ရတော့မိတ်ဆွေရတငယ်ချင်း၅ယောက်ကပတ်စံကုန်ရမယ့်အခြေအနေမျိုးပေါ့။ဟုတ်။ဒီလိုဒီလိုလက်နှလုံးချ အဲ့တော့မိတ်ဆွေတို့လှုပ်ကြည့်ချင်တယ်ဆိုရင်ရှင်စမ်းကြည့်ပါအဆုံးထိနဲ့တွားကြည့်တွားကြည့်ပါเนาะကျွန်တော်တော့အားတော့မပေးဘူးဘာကြောင့်လဲဆိုတော့မိတ်ဆွေတယောက်ပတ်ဆံရဖို့အတွက်မိတ်ဆွေရဲ့တငယ်ချင်းကရောပတ်ဆံကုန်ရမယ်အဖြစ်မျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်အားမပေးဘူးအစဗီဒီယိုအစပိုင်းမှာလည်းကျွန်တော်ပြောခဲ့တယ်ဒါကျွန်တော်မတေချာတည်ဘူးကျွန်တော်ဆက်ပြီးတော့လေ့လာနေတုန်းရှိသေးတယ်ကျွန်တော်လေ့လာနေတဲ့အပိုင်းနဲ့အပိုင်းလဲဆိုတော့သူပတ်ဆံပေးတဲ့ပေးအောင်မတ်တဲ့ပုံစံလေးနောက်ပြီးရခါကြလို့ရှိရင်ဒီ ူရဲ့စီမင်းစည်းကမ်းတွေနောက်ပြီးတူလူတွေကိုဆွဲထားတဲ့ပုံစံစနစ်တွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်လေ့လာတယ်နောက်ပြီးဒီမှာတို့တို့တုံးထားတဲ့အာနေပညာလေးပေါ့ပြောလို့ရှိရင်တူရဲ့ဒီနေပညာကဗျာကျွန်တော်တီပီရိုက်ဆိုရင်လည်းတူတုံးထားတဲ့ idea ကိုကျွန်တော်အဓိကထားပြီးလေ့လာနေမှာနော်အဲ့တော့မိတ်ဆွေတို့လည်း ်ဟာအဲ့လိုမျိုးလိမ့်လာခြင်းနဲ့ဆိုရင်လိမ့်လာပါလိမ့်လာပြီးရဲ့ခါကျရင်အဲ့လို scam ခြင်းနဲ့ဆိုတော့ scam ပေါ့နော်ဒါတော့မိတ်ဆွေတို့တဘောပါပဲကျွန်တော်အခုဒီဗီဒီယိုစောစောတင်လိုက်ရဆိုတော့မိတ်ဆွေတို့ comment မှာလာမေးကြတာရှိရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တင်ပေးလိုက်ရတယ်